ကျွန်တော်ပြောမယ်အခုလက်ရှိအချိန်မှာဆိုရင်နိုင်ငံရေးဝန်ကြီးဌာနတစ်ခုလုံးကမလွတ်တော့လို့ကျွန်တော်ပြောလို့မလွတ်တော့ဘာလို့မှလဲဘာမှလုပ်စရာမရှိတော့ကျွန်တော်ပြောအ ਨੇ ဆုံးလူ3ယောက်5ယောက်လောက်ရှိရင်ရပြီလူ3ယောက်5နိုင်ငံနိုင်ငံတကာကိုယ်စားလှယ်3ယောက်5လောက်ရှိရင်ရပြီလို့ကျွန်တော်ဒီဝန်ကြီးဌာနတစ်ခုလုံးဖွင့်ပြီးကျွန်တော်တို့ရုံးနေကိုကျွန်တော်တို့ဟိုနိုင်ငံမှာဖွင့်ဒီနိုင်ငံမှာဖွင့်ဒါရဲ့အဓိပ္ပာယ်မရှိတော့ကျွန်တော်ပြောအခုလက်ရှိကမ္ဘာအခင်းကျင်းမှာလက်ရွယ်မရှိတော့ဘူးနေရာမရှိဘူးကျွန်တော်ပြော ဖုံးမောင်ကလည်းကိုရန်ကလည်းဒီကျောင်းသားသမဂအဖွဲ့ဝင်တယောက်ဖြစ်တယ်ပြီးတော့ဒီအာနာမသိန်းခင် ာလတုန်းကလေဒီလူသူလွမြောက်ရေးဒီမှာအဲတတော်လျှောက်လုံးပါလာခဲ့ပြီးတော့အခုအဲ့အနာသိကာလအစောပိုင်းမှာတည်ပေါ့နော်ဖန်စီထင်းထင်းချင်းနေခံခဲ့ရတယ်ပေါ့အခုပြန်လဲလွမြောက်လာတဲ့အခါမှာလေဒီဆေးရနာရှင်စနစ်စန့်ကျင်လှူရှာမှုတွေမှာအဲပါဝင်နေစေပဲဖြစ်တယ်ပြီးတော့နောက်တစ်ခါကလည်းကိုကလည်းလူငယ်တယောက်ဆိုတော့ပေါ့နော်ဒီအချိန်မှာလွတ်လပ်လပ်နဲ့နေချင်နေတွားချင်နေတဲ့အချိန်မျိုးတွေဖြစ်တယ်ပေါ့ဒါပေမဲ့အခုချိန်ထိပေါ့နော်ဒီတော်လန်ရေးအဲထဲမှာပဲ ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုယ့်ရဲ့ဟိုယက်တီချက်တွေနဲ့ဟိုဘယ်လိုမျိုးဆက်လက်ပြီးရှင်းတန်းနေလဲဆိုတာကိုလေကျွန်မတို့သိပြစေရှင်းပြောနောက်တစ်ခုကလည်းပေါ့နော်ဒီရဲ့တော်လိုင်းရဲ့အောင်မြင်ဖို့အတွက်ဆိုရင်အရေးကြီးဆုံးလုပ်ငန်းစဉ်တွေကရောဘာတွေဖြစ်မယ်လို့အခုအနေနဲ့မြင်ပါလဲရှင်းဟုတ်ကျွန်တော်တူဦးတဲ့အနေနဲ့ကတော့ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီဘာကြောင့်ကျွန်တော်နိုင်ငံရေးဖြစ်စဉ်ထဲမှာအခုလက်ရှိအချိန်ထိပေါ့ဆက်ပြီးတော့ပါဝင်နေရလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ တက်မကကျောင်းသားတွေပေါ့ကျွန်တော်ကျွန်တော်တို့တက်မကအဖွဲ့ဝင်တက်မကကျောင်းသားတွေဒီတက်မကခေါင်းဆောင်တွေကတော်လင်းအစမှာဆိုရင်လည်းပဲတော်လင်းအစမှာကလေးကကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံအခြေခံဖြတ်သိမ်းဆိုတော့ကျွန်တော်တို့စပြီးတော့ကျွန်တော်ပြောခဲ့ကြတာရှိတယ်စစ်ကြုံပညာရေးကိုတပိတ်မှောက်ဖို့ဆိုပြီးတော့ပြည်သူလူထုကျောင်းသားပြည်သူလူထုတရက်လုံးကိုကျွန်တော်တို့ချုံစော်ခဲ့တာရှိတယ်ပေါ့တိုက်တွန်းခဲ့ကြတယ်အဲ့လိုမျိုးတိုက်တွန်းခဲ့ကြတဲ့အပေါ်မှာလည်းပဲပြည်သူလူထုကနေပြီးတော့တာဝန်ကြီးတယ်ပါဝင်ခဲ့ကြတယ်အဲ့လိုပါဝင်တဲ့ဆိုတဲ့နေရာမှာလည်းပြည်သူလူထုကပါဝင်တဲ့အခါမှာသူတို့ရဲ့ဒီကိုကျိုးစည်းဘွားပေါ့ကိုကျိုးစည်းဘွားကိုဘေးချိန်ပြီးတော့ ရွေးချယ်ပြီးတော့စွန့်ပြီးတော့သူပါဝင်ကြတာဖြစ်တယ်။အဲ့ဒီလိုမျိုးပြည်သူလူထုနဲ့ဒီចောင်းသားတွေကသူတို့ရဲ့ကိုကြိုးစည်းပွားကိုရေးကိုရွေးချယ်ပြီးတော့အဲ့လိုမျိုးဒီဒီတော်လိုင်းမှာပါဝင်ကြတဲ့အခါမှာအခါမှာကျွန်တော်တို့ဒီတက်မကចောင်းသားတွေတက်မကចောင်းသားတယောက်နေပေါ့ကျွန်တော်တက်မကចောင်းသားတယောက်နေကျွန်တော်တို့ကဒီတော်လိုင်းကိုမဖြစ်မနေကျွန်တော်အဆုံးထိသွားဖို့အတွက်ကိုကျင်တရားဆိုင်ရာတာဝန်တစ်ခုရှိတယ်အဲ့လိုတာဝန်တစ်ခုရှိရလို့ကျွန်တော်အဲခန်းစားမိတယ်။အဲအကြောင်းမို့ကျွန်တော်ဆက်ပြီးတော့အခုအခုတည်းကပါဝင်နေရတယ်ပေါ့။ဒါကကျွန်တော်ကျွန်တော်ရဲ့ဒီတတိပုဂ္ဂလခန်းစားချက်ဖြစ်ပါတယ်။ ီးတော့နောက်မေးခွန်းတစ်ခုကဒီလက်ရှိတော်လိုင်းမှာပေါ့ကျွန်တော်တို့အရေးကြီးဆုံးလုပ်ငန်းစဉ်လို့အဓိကကြားတဲ့လုပ်ငန်းစဉ်ကဘာဖြစ်မလဲဆိုတာမေးတော့ကျွန်တော်အမြင်မှာဒီပေါ့ကျွန်တော်တော်လိုင်းအောင်မြင်မှုပေါ့တော်လိုင်းအောင်မှုအတွက်အရေးကြီးဆုံးလုပ်ငန်းစဉ်ကဘာဖြစ်မလဲဆိုတော့တော်လိုင်းအောင်မြင်မှုဆိုတာကိုကျွန်တော်တို့ကဒီလက်ရှိစစ်တပ်အာဏာရစစ်တပ်ပေါ့ပြုတ်ကျရေးနဲ့ညီညာချင်းချမယ်ဆိုရင်တေချာကကျွန်တော်တို့လက်ရှိတော်လိုင်းအောင်မြင်မှုအတွက်အဓိကလုပ်ရမယ့်လုပ်ငန်းစဉ်ကစစ်ရေးရလက်ရှိစစ်တပ်ကိုအနိုင်ရယူဖို့ပြီးတော့လက်ရှိစစ်တပ်ခြေကုပ်ယူထားတဲ့ နေပြီးတော့ရန်ကုန်မန္တလေးစတဲ့ဒေသတွေကိုကျွန်တော်တို့စေရေးရအရာယူသိမ့်ပိုင်နိုင်မှုထိုးဖောက်နိုင်မှုဒါကအရေးကြီးဆုံးလုပ်ငန်းစဉ်ပဲလို့ကျွန်တော်မြင်ပါတယ်။တကယ်လို့ကျွန်တော်တော်လင်းအောင်မြင်မှုဆိုတာကိုစစ်တပ်ပြုတ်ကြရအောင်တသက်မဟုတ်ဘူး။ဒီတည်ငြိမ်တဲ့ငြိမ်းချမ်းတဲ့ Federal Democracy လူ့ဖွဲ့စည်းတစ်ခုရရှိဖို့လို့ညီညွတ်ချမယ်ဆိုရင်တော့ခုနကလည်းမဟုတ်ချင်မှာဟုတ်မှာပေါ့။ကျွန်တော်တို့ကပို့ပြီးတော့အများကြီးဆွေးနွေးကောင်းဆွေးနွေးဖို့လိုမယ်ထင်တာပါ။ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ပြန်စစ်ဆေးကြည့်တော့လေခုလက်ရှိအချိန်မှာဒီအဲ့လိုမျိုးငြိမ်းချမ်းတဲ့တည်ငြိမ်တဲ့ဒီ Federal Democracy လူဖွဲ့စည်းတစ်ခုရရှိဖို့ဆိုတာရရှိဖို့ဆိုတော့အကျိုးပန်းချက်တွေပေါ့ရရှိဖို့အတွက်ဆွေးနွေးကြတဲ့ဆွေးနွေးကြတဲ့ဥပမာ UNC ပဲဖြစ်ဖြစ် platform တွေကျိုးပန်းတဲ့ကျိုးပန်းချက်တွေအားထုတ်မှုဒီအားထုတ်မှုတွေကအခုလက်ရှိအချိန်မှာရလက်မထွက်တဲ့အပြင်အဲ့လိုမျိုးအဲနောက်ပြန်ဆုတ်နေရလို့ပြောမြင်နောက်ပြန်ဆုတ်နေတဲ့အခါကျတော့ကျွန်တော်မြင်မှာဒီမဖြစ်နိုင်တဲ့ကြောက်ခဲဟိုအရင်ညစ်မဲ့အစားအရင်ဆုံးကျွန်တော်တို့စစ်ရေးကိုပဲအားလုံးအားအားဆိုင်ပြီးတော့အားဆိုင်ပြီးတော့ကျွန်တော်လောက်လိုက်ကြမလားပေါ့အဲ့လိုမျိုးပဲကျွန်တော်မြင်မိပါတယ်ဟုတ် ဟုတ်ကဲ့ကျေးဇူးပါကိုအောင်ဖုံးမော်ကြီးဟုတ်ကဲ့အဲဒီလိုမျိုးဖြီတော်ဆုတစ်ခုလုံးဒီတော်လိုင်းတစ်ခုလုံးကိုကိုစားပြုဖို့ဆိုတာအန်ယူအဲအန်ယူတီအနေနဲ့မဖြစ်နိုင်ဘူးဖြစ်ဖြစ်လာအောင်လည်းပြင်ပြင်ပြောင်းလဲလို့မရဘူးဆိုရင်အန်ယူဂျီကိုအစိုးရတည့်ရက်အနေနဲ့မဟုတ်ပဲတော်လိုင်းအဖွဲ့စည်းတည့်ရက်အနေနဲ့ပဲရှုမြင်ပြီးတော့ပြင်ပြင်ပြောင်းလဲဖို့စူးစမ်းတင်လာဒါကိုရောကိုအောင်ဖုံးမော်ရဲ့အမြင်ကဘယ်လိုမျိုးရှိလဲရှင့်ကျွန်တော်မြင်တာကတော့ ဒီလက်ရှိပေါ့ဒီအမျိုးသားညီညွတ်ရေးအစိုးရအာပြည်ထောင်စုတစ်ခုတစ်ခုလုံးရဲ့လိုမျိုးအစိုးရဆိုပြီးတော့ရက်တည်နေတာပဲဒါမဲ့တကယ်တမ်းကျတော့ပြည်ထောင်စုတစုလုံးရဲ့အစိုးရဒါမှမဟုတ်ဒီတော်လှန်ရေးတရက်လုံးကိုကိုစားပြုနိုင်တဲ့အဖွဲ့အစည်းတစ်ခုဟုတ်ဟုတ်သလားမဟုတ်လားလို့မင်းမဟုတ်ဘူးဆိုတော့တကယ်တော့အားလုံးသိနေတာပဲမဟုတ်ဘူးဆိုတော့မပြောလည်းပဲအားလုံးသိနေတဲ့အချက်ပဲလို့ကျွန်တော်မြင်တယ်ဒါမဲ့တစ်ဖက်မှာလည်းပဲဒါက NUG မှုလို့ NUG မှုလို့ဒီလိုမျိုးဒါတော်လှန်ရေးတရက်လုံးကိုကိုစားမပြုနိုင်တာလို့တော့မဟုတ်ဘူး တကယ်တော့လက်ရှိအချိန်မှာကျွန်တော်မြင်တာဒီတော်လှန်တရက်လုံးကိုဒါမှမဟုတ်ပြည်ထောင်စုတစုလုံးကိုကိုစားပြုနိုင်တဲ့အဖွဲ့အစည်းဆိုတာမဖြစ်နိုင်လို့ကျွန်တော်ထင်တယ်။ဖွဲ့စည်းဖို့ဆိုတာမဖြစ်နိုင်ရှိလာဖို့ကလည်းအအလွန်ဝဖြစ်နိုင်ခြင်းနည်းလို့ကျွန်တော်ထင်တယ်။အဲ့တော့ NUG ပဲဖြစ်ဖြစ်နောက်နောက်နောက်ထပ်ပေါ့နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ဖွဲ့စည်းမဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဒီအပြည်ထောင်စုတရက်လုံးကိုကျွန်တော်တို့ကိုစားပြုဖို့တော့နောက်ဒီတော်လှန်တရက်လုံးကိုလွှမ်းခြုံပြီးကိုစားပြုဖို့အဲ့လိုမျိုးအဲ ရီမန်းချက်အကြီးကြီးတွေပေါ့ရီမန်းချက်အကြီးကြီးတွေဖြစ်နိုင်ချင်နည်းလို့ကျွန်တော်တို့ထင်တယ်အဲ့လိုမျိုးဖြစ်နိုင်ချင်နည်းတဲ့ရီမန်းချက်အကြီးကြီးတွေအစားပို့ပြီးကျွန်တော်တို့လက်တွေ့ကြတဲ့အားမျိုးပို့ပြီးလက်တွေ့ကြတဲ့ကိစ္စတရက်တစ်ခုချင်းစီပေါ့ကိစ္စတစ်ခုချင်းစီဒီလုပ်ငန်းစဉ်တစ်ခုချင်းစီကိုအာရုံစိုက်တဲ့စုဖွဲ့မျိုးမျိုးပြည်ဝင်ပြောင်းလဲမှုမျိုးပို့ပြီးလုပ်တင်တယ်လို့ကျွန်တော်မြင်တယ်ဟုတ်ဟုတ်မှာအဖြစ်အဲ NUG ကိုဆိုရင်ကျွန်တော်တို့ဒီအဓိကသူ့ရဲ့လုပ်ငန်းစဉ်တွေအားလုံးကိုကျွန်တော်တို့စစ်ရေးပေါ့စစ်ရေးပဲဖြစ်ဖြစ်အခုသူလက်ရှိအဓိကလုပ်နေတဲ့လုပ်ငန်းစဉ်ကိုပံ့ပိုးနိုင်မှုအထူးရောက်ဆုံးဖြစ်အောင်လုပ်နိုင်မှုအတွက် ပြန်ပြီးတော့ပြင်ပြောင်းလဲပြင်ပြောင်းလဲတာမျိုးအဲ့လိုမျိုးပို့ပြီးတော့လုပ်တင်တယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ဟုတ်ကဲ့အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်အခုချိန်မှာလေကျမတို့တောင်းလည်ရေးရလဲလင်းနဲ့ကြော်ကာလာကိုရောက်လာပြီးကျမတို့စီမှာလဲအဲဟိုအခက်ခဲတွေကိုအားနေတဲ့အတာချက်တွေကရောအများကြီးပေါ့နော်လက်ရှိချိန်မှာအဲရှိနေပေါ့ဒါဆိုရင်ပြောပြီးတော့ကိုယ်ဖုံးတော်ကလည်းဒီရဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံစကားပြောဆွေးနွေးပူလာရရှိနေရဆိုတော့ပေါ့နော်ဒီအဲမြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ အနေနဲ့ပေါ့နော်ဒီပြပဒီဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုလက်ရှိအချိန်မှာမျောလင်းလို့ရနိုင်တဲ့အချိန်တွေမျိုးရှိလားအဲဒီအပေါ်မှာရောအခုအနေနဲ့ဘယ်လိုမျိုးမြင်ပါသလဲရှင်ဟုတ်အဲအဲ့လိုမျိုးနိုင်ငံနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့သွားပြီးတော့ဟိုတွေ့ဆုံမှုတာဆွေးနွေးမှုတဲ့လူတယောက်အနေနဲ့ကြည်တာမဟုတ်ဘဲနဲ့တာမန်ကျွန်တော်တို့အားလုံးမြင်နိုင်တဲ့အချက်ကိုပဲကျွန်တော်ပြောပါမယ်ကျွန်တော်တို့အားလုံးမြင်နိုင်တဲ့အချက်အဲ့ဒါအရင်အောင်သိတာပဲကျွန်တော်တို့အခုလက်ရှိဆိုရင်ကျွန်တော်တို့ဒီ American ပြည်အောင်စုမှာပေါ့ American ပြည်အောင်စုမှာသမရ ဒေါ်နယ်ထရန့်အာဏာရတယ်။သူအာဏာရတဲ့အချိန်ကစလို့ကျွန်တော်တို့မြန်မာတော်လှန်ရေးအနေနဲ့ပေါ့ကျွန်တော်တို့မြန်မာပြည်ရဲ့တော်လှန်ရေးအနေနဲ့နိုင်ငံနိုင်ငံတကာအကူအညီထိရောက်တဲ့နိုင်ငံတကာအကူအညီရဖို့ဆိုတာပိုပြီးရလာဖို့ဆိုတာမဖြစ်နိုင်တော့တဲ့မျိုးလက်ရှိရနေတဲ့အခြေအနေကပါအကုန်လုံးနောက်ဆုတ်သွားပြီအကုန်လုံးနောက်ဆုတ်သွားပြီဒါအားလုံးကျွန်တော်မြင်နိုင်တဲ့အရာဒါကိုမြင်ဖို့အတွက်အများကြီးဟိုတိနေအများကြီးစာရိုက်လိုက်ဖတ်နေကြမလို့ကျွန်တော်မီဒီယာတွေမှာလည်းအားလုံးတွေ့နေရပါပဲ တကယ်တော့အမေရိကန်ပြည်အစုမှမဟုတ်ဒါဒီဒီဒီဖြစ်ဒါဖြစ်နေတာဒါတကဘာလုံးမှာဖြစ်နေတယ်လို့ကျွန်တော်မြင်လို့ရတယ်တကဘာလုံးမှာကျွန်တော်တို့ကမ္ဘာနိုင်ငံတွေအကုန်လုံးကအတွင်းကိုပြန်ပြီးတော့အာယုံစိုက်ကြတယ် inward looking ဖြစ်တာပေါ့အတွင်းကိုပြန်ပြီးတော့အာယုံစိုက်ကြတယ်ပြီးတော့ကျင်းမြောင်းတဲ့အမျိုးသားအကျိုးစီးပွားဆိုရယ်ဒီရီမန်းချက်တွေဒါတွေကိုအကုန်လုံးကခြေတန်းတင်လာတယ်အဲ့တော့ကျွန်တော်နည်းပြောရမယ်ဆိုတော့ကျွန်တော်အမြင်ကမြမပြည်တော်လှန်ရေးပေါ့မြမတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတကာအထောက်ပံ့ဆိုတာထိရောက်တဲ့နိုင်ငံတကာအထောက်ပံ့ဆိုတာရလာနိုင်မှုအတွက်မဖြစ်လာနိုင်တော့ဘူး မဖြစ်လာရင်တော့တဲ့အခြေအနေကိုရောက်သွားပြီးတော့ကျွန်တော်မြင်တယ်။ကဘာကြီးတစ်ခုလုံးကကျွန်တော်တို့မေ့ထားလိုက်မေ့ထားလိုက်တဲ့အခြေအနေကိုရောက်သွားပြီ။မေ့ထားလိုက်တဲ့အခြေအနေကိုဒါရောက်သွားပြီဆိုတာဒါရိုးရိုးသားသားနဲ့ကျွန်တော်ပုံမှန်လင်းလင်းဒါပြောရမယ့်အနေထားကိုရောက်သွားပြီလို့ကျွန်တော်မြင်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တခြားဟာပေါ့ကဘာကြီးကမာပြေเจ้าဂယုစိုက်ပါတယ်။ဘာဖြစ်ပါလဲညာဖြစ်ပါလဲလို့ပြောနေအဲ့ဒါလိန်နေရပဲလို့ကျွန်တော်မြင်တယ်။အဲ့ဒါလိန်နေရပဲ။ကျွန်တော်တို့တော်လိုင်းတစ်ခုလုံးကကဘာကြီးကိုကျွန်တော်တို့ကျွန်တော်တို့အာယုံစိုက်လာဖို့အတွက်ဆွဲဆောင်ဖို့အတွက်ဆွဲဆောင်တဲ့နေရာမှာကျွန်တော်တို့ ကြာရှုံးသွားတယ်လို့ကျွန်တော်မြင်တယ်ကြာရှုံးသွားတယ်ကျွန်တော်မြင်တယ်အဲ့တော့ခုနကအဲကိုမျိုးသူတို့ပြောသွားတဲ့အချက်တွေမှာပါတယ်ကျွန်တော်တို့ကဒီလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်လို့ပေါ့ဝန်ကြီးဌာနတွေအများကြီးဖြစ်နေတယ်ကျွန်တော်တို့ကအာဒါတွေကိုရှော့ချပေးပါအာယုံဆိုင်ရမဲ့လုပ်ငန်းစဉ်တွေကိုပို့ပြီးတော့အာယုံဆိုင်ပေးပါကျွန်တော်တို့ကဒီလိုပြောကြတယ်လို့ပြောကြတဲ့အခါမှာဝန်ကြီးဌာနတွေအားလုံးကလိုအပ်တယ်လို့ပြောကြတယ်အားလုံးကလိုအပ်တယ်အစိုးရအင်္ဂါရရဖွဲ့ရလိုအပ်တယ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ပြောမယ်အခုလက်ရှိအချိန်မှာဆိုရင်နိုင်ငံရေးဝန်ကြီးဌာနတစ်ခုလုံးကမလိုအပ်တော့လို့ကျွန်တော်ပြောတယ် လုံးမလွတ်တော့ဘာလို့မှာလဲဘာမှလုတ်เสียမှာမရှိတော့ကျွန်တော်မြင်တယ်အ ਨੇ ဆုံးလူ3ယောက်5ယောက်လောက်ရှိရင်ရပြီလူ3ယောက်9နိုင်ငံနိုင်ငံတကာကိုယ်စားလှယ်3ယောက်5ယောက်ရှိရင်ရပြီလို့ကျွန်တော်မြင်တယ်ဒီဝန်ကြီးဌာနကြီးခုလုံးဖွင့်ပြီးတော့ကျွန်တော်တို့ရုံးတွေကိုကျွန်တော်တို့ဟိုနိုင်ငံမှာဖွင့်ဒီနိုင်ငံမှာဖွင့်ဒါရဲ့အတိတ်ပဲမရှိတော့ကျွန်တော်မြင်တယ်အခုလက်ရှိကမ္ဘာအခင်းကျင်းမှာအတိတ်ပဲမရှိတော့နေရာမရှိဘူးကျွန်တော်မြင်တယ်အဲ့ဒါကကျွန်တော်ကျွန်တော်အမြင်မှာဟုတ် ဟုတ်ကဲ့အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကိုယ်ဖုံးမော်ကျေးဇူးတင်ပါရှင်ဒါဆိုရင်ကျမတို့လက်ရှိမှာလည်းကျမတို့ဒီလိုမျိုးအစိုးရအဖွဲ့တွေမှာပေါ့နော်ဒီရဝင်ကြီးဌာနတွေမှာလူငယ်တွေကိုနေရာပေးထားတယ်ဆိုပြီးမဲ့လေဒါလူငယ်တွေကိုအိမ်ဖြစ်တတာနဲ့ပေးထားတယ်လို့ပြောပြောသွားတယ်လို့ကျမကမြင်တယ်ပြီးတော့လူငယ်တွေကိုအဲ့လိုမျိုးနေရာပေးထားပြီးမဲ့လေအဲလူငယ်တွေရဲ့လုပ်ပိုင်ခွင့်တွေလုံနိုင်စွမ်းတွေကိုလည်းကန့်တက်ထားတယ်လို့ပြောပြောသွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကလူငယ်တွေကိုဒီရတော်လိုင်းရေးမှာနိုင်ငံရေးမှာဒီထပ်ပို့ပြီးတော့ပအဝင်ပအဝင်စီချင်လို့ရှိရင် ပေါ့နော်ဒါလူငယ်တွေကိုလမ်းခွင့်ပေးဖို့လိုမယ်အဲလောက်ပိုင်ခွင့်တွေဒီထက်ပိုပြီးတော့ဟိုလမ်းခွင့်ထားဖို့အတွက်လိုမယ်လို့ကျမကမြင်မိပါတယ်ရှင်အဲအခုလိုမျိုးဆွေးနွေးပြီးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်အဲကိုအောင်ဖုံးဖို့အနေနဲ့ကရောဟိုဒီရဲ့လူငယ်တွေဒီနိုင်ငံရေးဥဆောင်မှုခဏမှာအခုချိန်ထိအဲကဏ္ဍမှာပေါ့နော်ဒီအမျိုးအဲပြောက်ဆုံးရတဲ့အပေါ်မှာရောလူငယ်တယောက်နေနေဘယ်လိုမျိုးမြင်လဲတောင်းလဲလူငယ်တယောက်နေနေရောဘယ်လိုမျိုးပြောပြောချင်ပါတလိမ့်ရှင်ကျွန်တော်ခုနကအမဟိုအမချောစုစံမပြောခင်အထိ တော့ပြောလိုက်မှပဲပြန်သတိရတယ်ပြောလိုက်မှပြန်သတိရဘာသတိရလဲဆိုတော့လက်ရှိမြို့သားညီရဲဆိုရတယ်မှာဝင်ချင်းတနေရာလောက်လူငယ်တော့ပါသေးရပဲဆိုတော့ပြန်သတိရသွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့လူငယ်တွေစီကဘာမှမကြားရတာကြားဘူးရှိမရှိမရှိဘူးလို့ထင်နေတာအခုမှပြန်ပြီးတော့ပြန်ပြီးတော့သတိသတိရသွားတယ်ကျေးဇူးပါအဲ့တော့ဥစ္စာမှုအခန်းကဏ္ဍမှာပေါ့ကျွန်တော်လူငယ်တွေပြောင်းနေရတဲ့ပတ်သက်လို့တော့အခုဒါလက်ရှိလက်ရှိတကယ်မြို့သားညီညွတ်အစိုးရကို run နေတဲ့တကယ် တကယ်လောက်ပိုင်ခွင့်နေရာယူထားတဲ့ယူထားတဲ့သူတွေလူငယ်တွေမဟုတ်တာတော့သိကြတယ်ကျွန်တော်ထင်တာတော့လေအဲ့နှစ်ယောက်ကနှစ်ယောက်လားမသိဘူးအဲ့နှစ်ယောက်ကကျွန်တော်မကြားရတာကြားပြီပျောက်နေရတယ်ကြားပြီဆိုတော့အဲ့လူတွေအနေနဲ့တကယ်စေနာရှိရင်တကယ်စိတ်စနာရှိရင်ရိုးသားရင်အဲမြင်နိုင်မြင်နိုင်မယ်လို့ကျွန်တော်ထင်တယ်မြင်နိုင်မယ်ပြင်နိုင်မယ်လို့ထင်တယ်မပြင်တော့ကိုယ့်ကိုဆက်ပြီးတော့ကျွန်တော်စဉ်းစားမှာပေါ့เนาะအဲ့တော့တကယ်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်လည်းစစ်မြေပြင်မှာဖြစ်ဖြစ်ဒီမျိုးပြတပိတ်တွေထွက်နေတဲ့လူတွေပဲဖြစ်ဖြစ် အကုန်လုံးကြည့်မလဲဆိုတော့ကျွန်တော်လူငယ်လူရွယ်တွေပဲအကုန်လုံးလူငယ်တွေပဲအဲ့ဒါကြောင့်မို့လို့ကျွန်တော်အစကတည်းကဒီຫນွေဥတော်လိုင်းရတာဒါအာလူငယ်တွေရဲ့တော်လိုင်းဂျန်စီတွေရဲ့တော်လိုင်းဆိုပြီးကျွန်တော်တို့ပြောခဲ့ကြတယ်အဲ့လိုမျိုးဂျန်စီတွေရဲ့တော်လိုင်းဆိုပြီးတော့ကျွန်တော်တို့လူငယ်တွေကိုလူငယ်တွေကိုကျွန်တော်တို့အပိတ်ခဲ့ကြတယ်အပိတ်အပိတ်ခဲ့ကြတယ်ကျွန်တော်တို့ဟိုလက်နက်ကင်မူပဲဖြစ်ဖြစ်လက်နက်ကင်လူငယ်လူငယ်ရဲ့အဲ့လိုမျိုးလက်နက်ကင်တော်လိုင်းစတဲ့အခါမှာကျွန်တော်တို့ပီတရိုတီအရလုံးအပိတ်ခဲ့ကြတယ်အဲဆန္ဒပြတဲ့အခါမှာလည်းအပိတ်ခဲ့ကြတယ်မြို့ပြယောက်ျားတပိတ်တွေထွက်တော်လဲအပိတ်ခဲ့ကြတယ်အဲဒါမဲ့ အဲ့လိုမျိုးလူငယ်တွေရဲ့တော်လှန်ရေး၊ဂျန်စီးတွေရဲ့တော်လှန်ရေးမှာဥစားမှုအခက်ခဏာမှာကြတော့လူငယ်တွေတယောက်မှမရှိလူငယ်တွေပျောက်သလိုဖြစ်နေရတာဒါရုပ်တိတန်ရလားဆိုတော့ကျွန်တော်အားလုံးစဉ်းစားကြည့်လို့ရပါတယ်ဟုတ်အဲ့လောက်ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်